ိုင်ငံကနေဆက်စစ်ဆေးဂိတ်တွေပေါ်ကန့်သက်ချက်တွေမယုတ်သိရင်ထိုင်းသွင်းကုန်တွေကိုရပ်ဆိုင်းမယ်လို့ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆမ်ကပြောပါရယ်ပြီးခဲ့တဲ့လအတွင်းအငင်းပွားနေဆက်ဒေတာကစီးပရိပခဖြစ်ပွားပြီးတဲ့နောက်နေဆက်စစ်ဆေးဂိတ်အချို့ဖွင့်လှစ်ခြင်းကိုဖျက်တောက်တာမျိုးလို့အစီအမံတွေကိုထိုင်းနိုင်ငံကလှုပ်ဆောင်ခဲ့ပါရယ်ထိုင်းနိုင်ငံကနေဆက်စစ်ဆေးဂိတ်တွေကိုတဖက်သက်ပိတ်ပင်ခဲ့တယ်လို့ဟွန်ဆန်ကတောက်ကြနေမှာလူမှုကွန်ရက်မှာပြောကြားခဲ့ပါတယ် ထိုင်းနိုင်ငံကနယ်စပ်စစ်ဆေးဂိတ်တွေပြန်လည်ဖွင့်လှစ်ဖို့ညှင်းဆန်ရင်ကမ္ဘောဒီးယားကတံပြန်အစီအမံတွေလှုပ်ဆောင်မယ်လို့၎င်းကဆိုပါတယ်ကျူးကျော်တိုက်ခိုက်မှုဖြစ်လာနိုင်လို့လက်နက်ကင်တပ်ဖွဲ့အားလုံးဟာ24နာရီအပြည့်နိုးကြားမှုရှိရမယ်လို့သူကဆက်ပြောပါတယ်တစ်ချိန်တည်းမှာပဲထိုင်းနိုင်ငံပေါ်ရန်လိုမှုအပြုမှုတွေမလုပ်ကြဖို့လဲဟွန်ဆန်က ကမ္ဘောဒီးယားပြည်သူတွေကိုတောင်းဆိုလိုက်ပါတယ် ထိုင်းနိုင်ငံရဲ့အရှေ့မြောက်ပိုင်းပြည်နယ်နဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့မြောက်ပိုင်းပြည်နယ်ကြားနယ်စပ်တလျှောက်နှစ်နိုင်ငံစစ်တပ်တွေပြစ်ခတ်မှုဖြစ်ပွားမှုကြောင့်ကမ္ဘောဒီးယားစစ်သားတဦးသေဆုံးခဲ့ပြီးနောက်အခုလိုကြေညာခဲ့တာပါတင်းမာမှုတွေရှော့ချဖို့ရည်ရွယ်ကနှစ်နိုင်ငံစလုံးကစနေနေ့မှာ ဖနွန်ပင်မြို့တော်မှာ အစည်းအဝေးတရက်ကျင်းပဖို့စီစဉ်နေပါတယ် အစ္စရေးကနျူကလ িয়ার နေမြေတွေနဲ့စစ်ဖက်အဆောင်တွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ရာအကြီးတန်းတပ်မှုနှစ်ဦးနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေတေဆုံးခဲ့တဲ့အပေါ်အပြင်းထန်လက်တုံ့ပြန်မှုအီရန်နိုင်ငံကဂရုပြုခဲ့ရာမှာနျူကလ িয়ার အစီအစဉ်တွေကန့်သက်ဖို့အမေရိကန်နိုင်ငံရဲ့တောင်းဆိုချက်ကိုသဘောတူဖို့တမရတော်နယ်ထရန့်ကတိုက်တွန်းလိုက်ပါတယ် အီရန်ပေါ်တိုက်ခိုက်ဖို့စီစဉ်ထားတာပုံမရက်ဆက်မှာဖြစ်လို့ဘာမှမဖြစ်ခင်သဘောတူညီချက်တည်းရပြုလုပ်ဖို့၎င်းကတောက်ကြနေမှာလူမှုကွန်ရက်မှာတတိပေးခဲ့ပါတယ်အစ္စရေးရဲ့တိုက်ခိုက်မှုတွေမှာအမေရိကန်နိုင်ငံကမပါဝင်ခဲ့ဘူးလို့နိုင်ငံရေးဝန်ကြီးမာကိုရူပီရိုကဆိုပြီးဒေတာရင်းရှိ အမေရိကရဲ့အကျိုးစီးပွားတွေကိုပြစ်မှတ်မထားဖို့အီရန်ကိုတိုက်တွန်းခဲ့ပေမဲ့အမေရိကန်ဟာအကျိုးဆက်တွေအတွက်တာဝန်ရှိမယ်လို့အီရန်ကပြောပါတယ် အီရန်ကအစ္စရေးကိုအပြင်းထန်လက်တုံ့ပြန်မှုဂရီးပြုခဲ့ပြီးအစ္စရေးပိုင်နက်ကို ပြစ်လွတ်တဲ့ဒရုန်းတရာခန့်ကို ကြားဖြတ်ဖျက်ဆီးခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါရယ်နျူကလ িয়ার သိပ္ပံပညာရှင်မိုဟာမက်မာဒီနဲ့ဖရီတွန်အဘာစီတို့ဟာအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တယ်လို့အီရန်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါရယ်အစ္စရေးစစ်နေရင် အစင်းနေရာခန့်ဟာအီရန်ပေါ်ညပိုင်းချိန်လေကြောင်းတိုက်ခိုက်မှုမှာပါဝင်ခဲ့ပြီး အီရန်ရှိပြစ်မှတ်တရားကြောကို ထိမှန်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ် FE Defrin ကပြောပါတယ်အစ္စရေးကအီရန်ရဲ့နျူကလ িয়ার တန်းစင်မှုအစီအစဉ်အချက်ချနေရာကိုတိုက်ခိုက်ခဲ့တယ်လို့ဝန်ကြီးချုပ်ဗင်ဂျမန်နေတန်ယာဟုက ပြောပါတယ်အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်လူ80ဦးသေဆုံးခဲ့ပြီး320ကျော်ဒဏ်ရာရရှိခဲ့တယ်လို့အီရန်ရဲ့ Face News သတင်းဌာနကဖော်ပြခဲ့ပါတယ် ဣသရေလကိုပြင်းပြင်းထန်ထန်အပြစ်ပေးမယ်လို့အီရန်ကောင်းဆောင်ကြီးအာရိုတူလာခါမေနီကသတိပေးခဲ့ပြီးအီရန်ကလက်တုံပြန်ဖို့တရားဝင် အခွင့်အရေးရှိတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါရယ်ဣသရေလကတိုက်ခိုက်မှုကြောင့်နောင်နာရလိမ့်မယ်လို့အီရန်သမ္မတမာဆုဘီဇက်ကီယန်ကပြောပါရယ်အမေရိကန်နဲ့အီရန်တာဝန်ရှိသူတွေဟာလာမယ့်တနင်္ဂနွေနေ့မှာအိုမန်နိုင်ငံမှာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်တဲ့ ဆက်ထမအကြိမ်ဆွေးနွေးပွဲကိုတက်ရောက်မှာဖြစ်ပါတယ်